ားလုံးမင်္ဂလာပါ Flan Entertainment Channel ကနေပြန်လည်ကြိုဆိုလာပြီးပါတယ်လူတရားကဒေါ်တာတကြီးမျက်ရည်တွေနဲ့ဒူးဆိုင်ကိုဖျက်ဆီးနေတာရုပ်ရှင်မဟုတ်ပဲအယုတ်ပြည်ရဲ့ပြိုလဲနေတယ်ဒီဘက်လက်တွေ့ဘဝကပါပဲဒီချိန်ကအတဝင်ငယ်တဲ့လုပ်ငန်းတွေဟာအခုဆိုရင်ပုံမုတ်တွေနဲ့တချိန်မှုရဲ့ဒင်းကျိုင်းတွေဖြစ်နေပါပြီလုပ်ငန်းတဲ့နေနေငယ်ကလူအုပ်ကြီးနဲ့စီကားခဲ့တဲ့ဈေးဝယ်စင်တာတွေဟာအခုဆိုရင်လျှက်စစ်စပိန်တွေစုပုံထားတဲ့ကိုရောင်ကြီးတွေလိုဖြစ်နေပါတယ်တရုတ်စီးပွားရေးဟာဘယ်သူမှယင်မဆိုင်ခြင်းနဲ့ကြီးမာတယ်အကြက်တဲတစ်ခုနဲ့ယင်ဆိုင်နေရပါတယ် လင်ဝီမျိုးကလမ်းရစာတောက်ဆိုင်ကိုကြည်ပါည7:00နာရီ9:00နာရီလိုညစာစားချိန်မှာတော့ဝဲသူတရားမှမရှိပဲဆိုင်က၄ရာနယ်လိုတိတ်ဆိတ်နေပါလေလမ်းတွေကတိတ်ဆိတ်စာတောက်ဆိုင်တွေကဗလာနတ်တီဖြစ်ကပိုင်ရှင်တွေရဲ့မျက်နှာပေါ်ကစိတ်ပြအားငယ်မှုကနေပေါင်းများစွာကြိုးစားခဲ့တာရီလာအနေငယ်တွင်ဘလို့ငွေပြန်သွားလဲဆိုတာကိုပြသနေပါလေဒါကန်ဆိုးတာမဟုတ်ပဲစနေကြပြိုလဲခြင်းပါပဲရန်စံရှိဆောက်ချိုင်းနာစီးတီးကိုကြည်ပါအချိန်ကစီးပွားရေးပိုချက်ဖြစ်ခဲ့တဲ့ဒီနေရာမှာချမ်းမြေပြည်လူစုကင်းမဲ့နေပါလေ။စံမိထားတဲ့နေရာတွေကိုစပိန်ရဲ့ဖို့ပြန်တုံးတာတော့ ီပွားရေးနေရာဟာအေးဆက်တဲ့တူလောင်ရုံလိုဖြစ်သွားပါပြီ။ဒါအပြင်ဒီစောင်းဝန်ကိုတိစောက်ခဲ့တဲ့ South City Holding Limited လို့ကုမ္ပဏီကြီးဟာအမေရိကန်ဒေါ်လာ9ဘီလီယံနီးပါးအကျိုးပေးနေတာကြောင့်ဖြတ်သိမ်းမှုအမိန့်ချခံခဲ့ရပါတယ်။ဒီကုမ္ပဏီကြီးရဲ့ပြိုလဲမှုကတရုတ်ရဲ့လက်လီကန်နာတစ်ခုလုံးကိုပြိုလဲနေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ Online ဈေးဝယ်မှု e-commerce ကြီးထွားလာမှုကယောဂါရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေနဲ့ပေါက်တဲ့ကြာစင်းမှုတို့ကြောင့်ရိုးရဆိုင်ငန်းတွေဒုက္ခရောက်နေပါတယ်။ အဓိကလက်လီကုမ္ပဏီ24ခုလေးလာခဲ့ရမှာကုမ္ပဏီ20ရဲ့အမြာရခိုင်နှစ်ခါထက်88ဒသမ900ကျပ်လုံးထိကျဆင်းသွားပါတယ်။မောင်ဖူချင်းလိုနာမည်ကြီးကုမ္ပဏီတော့အမြတ်81ရာခိုင်နှုန်းထိုးကျခဲ့ပါတယ်။ရုပ်နိုင်ငံဈေးဝယ်စင်တာတွေမှာဆိုင်ငံလွတ်နှုန်းကမြို့ကြီးတွေမှာပြန်မြ14ဒသမ200ကျပ်လုံးရှိနေပြီးဒါအနေရှိတဲ့အဆင့်တက်များစွာကျော်လွန်နေပါတယ်။လက်လီရောင်းချမှုဟာတရုတ်စီးပွားရေးရဲ့အသက်သွေးကြောဖြစ်ခဲ့ပေမယ့်အခုတော့တွေ့ထွက်လွန်နေပါတယ်။ဝန်ကစူပါမားကတ်ပိုင်ရှင်ရဲ့စကားတန်ကတနိုင်ငံလုံးကိုကိုစားပြုနေပါတယ်။ စီပွားရေးကဆိုရခဲ့တာနှင်းနှဲငယ်ရှိပြီးပတ်စံတွေဆုံးရှုံးနေကြရတာနောက်ဆုံးတော့တော်ဘီလို့ဆုံးဖြတ်လိုက်ရတယ်လို့သူကပြောခဲ့ရပါတယ်ဒီလိုရုဒိယဆိုင်ပိတ်တိမ်မှုတွေဟာလူတန်းပေါင်းများစွာရေးဘဝနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်စေတဲ့အကျက်တွေဖြစ်ရပါတယ်ရှန်ကျန်ကစီဝက်စင်တာမှာတော့ဆိုင်ငန်းလွတ်နှုံးက60%ကျန်လုံးထိရှိနေရပါတယ်စီပွားရေးချက်ချဖြစ်တဲ့ချီယာလာမဘော်ကအငှားစည်းတွေဟာဒလာကိုရန်9000ကနေ900အထိကြီးကျယ်ထိုးချသွားခဲ့ရပါတယ်ယဒနာရေးရင်ခန့်ကရိုးရဇေဝဆင်တာပုံစံပျက်စီးနေခြင်းပါပဲ ဈေးဝယ်စင်တာကြီးတွေကိုလုံလောက်တဲ့ဝယ်လို့အားမရှိပဲအလင်းမြန်ဆောက်လုပ်ခဲ့ကြရပါတယ်။ရလကတော့လုံချွန်ဆောက်လုပ်ထားတဲ့ဈေးဝယ်စင်တာတွေဟာဝယ်ယူသူနယ်ပတ်လာတဲ့ဈေးကွက်မှာပြင်းထန်ရှင်ပြိုင်နေရပါတယ်။ဒီလိုအခြေအနေကြောင့်ပဲတရုတ်နိုင်ငံဟာကမ္ဘာမှာအခြားနိုင်ငံတွေထက်ပိုများတဲ့ဈေးဝယ်စင်တာတွေကိုဆက်လက်ဆောက်နေစေပါပဲ။ဒါစားသုံးသူလိုအပ်ချက်ကြောင့်မဟုတ်ပဲဒေသနေရဆိုရတွေရဲ့အခွန်အခါတွေကိုမီခိုနေရမှုကြောင့်ဖြစ်ပါတယ်။ဒီမေပလာဇာကိုကပီနက်စတိုရုတ်တရက်ပိတ်သိမ်းတဲ့အခါကျိုတင်ငွေချေထားတဲ့မှာယူမှုတန်ဖိုးယော်နသန်နီဘာကိုဖောက်တဲ့20ကျော်ပြန်မရနိုင်ပဲဆုံးရှုံးခဲ့ရပါတယ်။ ဖြစ်ပျက်နေတာတွေဟာဖွဲ့စည်းပုံဆိုင်ရာပြောင်းလဲခြင်းတစ်ခုဖြစ်ပြီးဒီကလက်လီကရစနစ်ကတူလဲသွားပါပြီ။ပြည်ုံနိုင်ငံစီးပွားရေးမုန်တိုင်းတစ်ခုနဲ့ရင်ဆိုင်နေရပြီးနယ်လန်ထူမဲ့လက္ခဏာအနေနဲ့သာရှိပါသေး။စနစ်တစ်ခုလုံးကစစ်မှန်တဲ့ဝယ်လို့အားမရှိပဲလင်မြန်စွာချဲတွင်မှုပေါ်တိဆောက်ခဲ့တာကြောင့်ရေရေတည်တတ်နိုင်ခြင်းမရှိဘူးဆိုတဲ့ခါသီးတဲ့မှန်တရားကိုနိုင်ငံတော်ကနေရာတိုင်းမှာမြင်တွေ့နေရပါသေး။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့တွင်မြင့်တွေကိုလည်းကွန်မမှာမိုင်းခဲ့ပေးနိုင်ပါသေး။ဒီလိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။